ပါရှင်တမကတင်ဆက်ပါဒီနေ့အော်တိုဘာ၁ရက်နေ့အတွက် People's Bank ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်သဘောမတွေ့သူတွေကိုဖြုတ်မယ်လို့ထိတ်တန့်ဗိုလ်ချုပ်တင်တဲ့တွေးဆောင်ချိန်မှာ Trump ချင်းချောက်ခဲ့ပါတယ်ဖလော်ပိုင်းငလျင်ကြောင့်တိတ်ဆုံးသူ69ရောက်ရှိလာပါတယ်မြန်မာဒုက္ခသည်တွေကိုတရားဝင်အလုပ်လုပ်ခွင့်ပြုမယ်ကြောင်းထိုင်းအစိုးရအကြေညာပါတယ်ဒီသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ကမ္ဘာနဲ့မှာဖြန့်ကျက်ထားတဲ့ American စစ်ဦးစီးအရာရှိကြီးတွေနဲ့အစုအဝေးတွဲဆောင်ချိန်မှာ American သမ္မတ Donald Trump က သူနဲ့သဘောထားမတူတဲ့သူတွေဟာယာဒုကဖယ်ရှားခံရလိမ့်မယ်ဆိုတာမျိုးထည့်သွင်းချင်းချောက်သွားခဲ့ပါတယ်။စက်တင်ဘာ30ရက်နေ့ကအမေရိကန်သမ္မတကာကွယ်ရေးဝန်ကြီးတို့ကြီးမှုပြီးကမ္ဘာအနှံ့ကအမေရိကန်စစ်ဦးစီးအရာရှိတွေကိုခေါ်ယူတွေ့ဆုံတာမျိုးကရှားပါတဲ့အစည်းအဝေးပုံစံတရက်လို့ဆွန့်နိုင်ပါတယ်။အဲ့ဒီအခမ်းအနားကိုအမေရိကန်စစ်ဗိုလ်ချုပ်တွေတင်ဒါပတိတွေယာနဲ့ချီစုဝေးတက်ရောက်ခဲ့ကြပါတယ်။ဗာဂျီးနီးယားပြည်နယ်ရဲ့ကွမ်ဒီမြို့မှာပြုလုပ်တဲ့အစည်းအဝေးမှာထရမ့်ကသူပြောတာတွေကိုမကြိုက်ရင်အခန်းထဲကထွက်သွားခွင့်ရှိကြောင်း တတိထားရမှာကအဲ့ဒီလိုထွက်သွားတဲ့အချိန်မှပဲကိုပိုင်ဆိုင်ထားတဲ့ယာတို့နဲ့အနာဂတ်တွေကိုလည်းခြံထားရခဲ့ရမယ်ဆိုတာကိုသိထားတင်ကြောင်းကို့အတွက်စိတ်ဖြည့်သိစရာလေးလောက်ဖြစ်မယ်ထင်တော့လှုပ်ချင်လဲလှုပ်လို့ရကြောင်းပြောကြခဲ့ပါတယ်သူရဲ့82နှစ်ကြာမိခွန်းတဲ့မှာထရမ့်ကလူမျိုးရေးခွဲခြားမှုနဲ့ညှိစွန်းတဲ့စကားအသုံးအနှုန်းမျိုးနဲ့အရှုံးဖောက်ခဲ့ပါသေးတယ်သူကနျူကလ িয়ার လက်နက်တွေကို Anwar တွေလို့ခေါ်လိရှိကြောင်း Anwar ကနှမျိုးရှိပြီးဘာကိုမှတော့ထုံမတုံးတင်ကြောင်းသူကပြောပါတယ် ဒါပေမဲ့အစ်စ်ဘိုလ်ချုပ်တွေတင်နာပတိတွေကတော့မျက်နာတတိနဲ့ပဲနားထောင်နေခဲ့ကြပါတယ်။ထရမ့်ကပြည်တွင်းမှာသူ့ရဲ့အစီအစဉ်တွေကိုစန့်ကျင်ဝေဖန်တဲ့လူထုအုံကြွားမှုတွေကိုလည်းအတွင်းပိုင်းကရန်သူတွေလို့ဆွဆဲသွားပြီးအထိလောက်ရတွေကိုဖြိုခွင်းဖို့တပ်အင်အားကိုအသုံးချသွားမယ်လို့ဆိုပါတယ်။အမေရိကန်ကမြို့ကြီးတချို့မှာထရမ့်ရဲ့ဒိုက်ရိုက်အမိန့်နဲ့အစ်စ်တပ်တွေဖျက်ချခဲ့တဲ့ဖြစ်စဉ်တွေအပြီးမှာထရမ့်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။အတွင်းဘက်ကရန်သူကိုထိမနိုင်သိမ်းမရအဆင့်မရောက်ခင်မှာထိန်းသိမ်းကာကွယ်နိုင်ရေးကို အစည်းအဝေးတက်လာတဲ့ပုဂ္ဂိုလ်အသီးသီးကအလေးထားတွေးတောထားဖို့လိုကြောင်းထရမ့်ကသတိပေးသွားပါတယ်သူကကာကွယ်ဝင်ကြီးဌာနကိုသူ့သဘောအတိုင်းစစ်ဝင်ကြီးဌာနလို့အမည်ပြောင်းလဲခေါ်ဆိုစီတာနဲ့ပတ်သက်ပြီးလူကြိုက်များတဲ့အစွန်ပြချက်တစ်ခုအမေရိကန်စစ်တပ်ရဲ့အရည်ရွယ်ချက်တရုတ်တကန်နဲ့ဂုံကျက်တရီတွေကိုထင်ဟပ်စေမဲ့အရေးတစ်ခုလို့လည်းညွှန်းဆိုခဲ့ပါတယ်။ထရမ့်က2026ခုနှစ်ကြာရင်အမေရိကန်ရဲ့ကာကွယ်ဘတ်ဂျက်ကို1 trillion ထိမြင့်တက်နိုင်ဖို့ရည်ရွယ်ထားတယ်လို့လည်းကြေညာခဲ့ပါတယ်။ အဒီအစည်းအဝေးပြီးနောက်တနေ့မှာပဲအမေရိကန်အစိုးရဟာဘတ်ဂျက်အစီအမံအစ်အတွက်ညှိနှိုင်းမှုအဆင်မပြေလို့အုပ်ချုပ်ရေးရန်တရာဆိုင်းငံ့ပြီးရှတ်ဒေါင်းချထားခဲ့ရပါတယ်အမေရိကန်စစ်တပ်ယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ပုံကိုယ်တွေကိုဦးဆောင်မှုပေးနေရသူတွေအနေနဲ့အမြဲတမ်းခက်ခိုက်မမဆုံးဖြတ်ထားရမှာကအမေရိကန်စစ်တပ်ဆိုတာကမ္ဘာပေါ်မှာအထက်မြက်ဆုံးအော့ဇာအကြီးမားဆုံးအဖြစ်အဆက်လက်အတွင်းရှင်နေအောင်ထိန်းသိမ်းထားဖို့ဖြစ်တယ်လို့လည်းထရမ့်ကကြုံးဝါသွားပါတယ်ထရမ့်အတိုင်ခင်မေခွန်ဆာပြောတဲ့ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်က သူ့အထက်အရာရှိရဲ့လေသာနဲ့တူညီစွာပဲသူပေးမဲ့သတင်းစကားတွေကိုမကျေနပ်တဲ့ဘယ်သူမဆိုနှုတ်ထွက်နိုင်တယ်လို့ချင်းချောက်ခဲ့ပါတယ်။သူကအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာတဖြည်းဖြည်းယုံရင်ပြင်ဆင်လာနေပြီးအဲ့ဒီအတွက်အရာရာပြန်လည်မွမ်းမံပြင်ဆင်ရမယ်လို့လည်းပြောပါတယ်။သူကစစ်ဘုတ်ချုပ်တွေတင်နာပတိတွေထဲမှာဝါတုတ်ပြီးအစီတက်နေတဲ့သူတွေကိုလည်းဝေဖန်ထုတ်နှက်ခဲ့ပါတယ်။ဘယ်တော့စစ်ထာနာချုပ်ရဲ့အဆိုအရပြောင်းလဲသတ်မှတ်မဲ့လုံထုံးလုံနေအစီအမံတွေထဲမှာတော့စစ်တီတွေအရာရှိတွေရဲ့ကြံ့ခိုင်မှုစမ်းစစ်ချက်တွေကို ပိုမိုမြင့်တက်သွားမယ်လို့ဆိုပါတယ်စစ်သားတွေဟာတနှစ်ကိုနှစ်ကြိမ်ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုင်းတာစစ်ဆေးတာခံရမှာပါနောက်ပြီးတက်ခတ်ရေးကိုတာဝန်ယူရတဲ့ခြေလျင်တက်တွေတင်ကားတက်တွေမှာတာဝန်ထမ်းဆောင်မဲ့အစစ်မှုထမ်းတိုင်းအမျိုးသားအမျိုးသမီးအလုံးအမျိုးသားတွေအတွက်သတ်မှတ်ထားတဲ့စံနှုန်းတွေအတိုင်းအကြံပဒန်းစစ်ဆေးမှုကိုခံယူရမယ်လို့ PHS ဆက်ကဆိုပါတယ်နောက်ပြီးအဲ့ဒီတက်ဖွဲ့ဝင်တွေဟာတနှစ်တစ်ကြိမ်စစ်ပွဲအတွက်အသင့်ဖြစ်မှုစွန့်ရဲအခဲခတ်မှုတွေကိုဖြတ်တန်းရမှာပါ ပြီးဟက်ဆက်ကအမေရိကန်သမ္မတအဖြစ်ဘာရတ်အိုဘားမားတာဝန်ယူခဲ့တဲ့ကာလအတွင်းအမျိုးသမီးစစ်မှုဒဏ်ရာတွေအတွက်ကြမ်းခိုင်မှုစစ်ဆေးချက်စံနှုန်းတွေကိုရှော့ချပေးခဲ့တဲ့ပေါ်တောက်လျှောက်ဝေဖန်ဆန့်ကျင်ခဲ့သူလည်းဖြစ်ပါတယ်။စံနှုန်းအသစ်တွေကြောင့်အမျိုးသမီးစစ်မှုဒဏ်တချို့ဖယ်ရှားခံရနိုင်တယ်ဆိုတာကိုလည်းသူကအတည်ပြုပါတယ်။ဒါပေမဲ့အစ်စ်ရေးနဲ့ပတ်သက်ပြီးသတ်မှတ်တဲ့စံနှုန်းတွေမှာလင်ကွဲပြောင်းမှုကိုထက်မတွက်ဘဲတက်နိုင်သမျှအမြင့်ဆုံးအစ်စ်မှာတသားတည်းဖြစ်နေတဲ့လို့လည်းဟက်ဆက်ကဆိုပါတယ်။ အမေရိကန်စစ်ဘက်အရာရှိတချို့ကိုထုတ်ပယ်ခဲ့မှုတဲ့ဟက်ဆက်ကနောက်ထပ်လဲစစ်တပ်ခေါင်းဆောင်ဘာတွေထဲမှာအပြောင်းအလဲတွေရှိလာအောင်မဲဆိုတာသူတေချာပေါက်ပြောနိုင်ကြောင်းမှတ်ချက်ပေးသွားပါတယ်။တမရနဲ့ထိတ်တန်းစစ်ဦးစီးတွေတွေးဆောင်ခြင်းအတော်တွင်အေက9500ကျင်ဝတ်နဲ့မရိန်းတပ်ဖွဲ့အစစ်ကန်တဝိုက်မှာလုံခြုံရေးကိုအတင်းကျပ်စွာမြှင့်တင်ထားခဲ့ပါတယ်။အမေရိကန်ရဲ့ထိတ်ဆုံးအဆင့်တပ်မှုတွေစစ်ဦးစီးတွေကိုအခုလိုတနေရာထဲမှာစစ်စုဝေဝေတွေ့ရတာကအရန်ရှားပါတဲ့အခြေအနေတစ်ခုလို့သတ်မှတ်နိုင်ပါတယ်။ အမေရိကန်ထိုက်တန်စစ်ဗိုလ်ချုပ်တွေကိုစင့်ခေါ်မှုဟာရုတ်တရက်ဆန်ပြီးကြိုတင်သိရှိထားတဲ့ကိစ္စလည်းမဟုတ်တာကြောင့် Trump နဲ့ Hassett တို့ဘာပြောမလဲဆိုတာနဲ့ပတ်သက်ပြီးအမျိုးမျိုးခံမှန်းမှုတွေစိုးရိမ်မှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ်ရှင်။ဖလော်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်သေဆုံးသူအရေအတွက်ဟာ69ရောက်ထပ်မနေသည့်မြင့်တက်လာပြီးဖြစ်ပါတယ်။စက်တင်ဘာ30ရက်နေ့ညပိုင်းကကျွန်းစုနိုင်ငံဖြစ်တဲ့ဖလော်ပိုင်းရဲ့အလဲပိုင်းလောက်ကပင်လယ်ပြင်ကိုဗဟိုပြုတ်ပြီးမဂနီကျူ6.4အဆင့်ငလျင်ကြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငန်းလျင်ကျောက်လူတွေတေးကြေတရားရခဲ့တယ်လို့အဆောက်အုံတွေလည်းပြည့်စည်ခဲ့ပါတယ်။အော်တိုဘောလာတရက်နေမှာတော့ငန်းလျင်ဘေးသင့် area တွေမှာကဲဆယ်ရေးလုပ်ငန်းတွေအရှင်မြတ်လှုပ်ဆောင်နေတယ်လို့ပြည့်စင်မီနဲ့ရေပြတ်တောက်မှုတွေကိုပြင်ဆင်ဖို့လည်းအပူတပြင်းဆောင်ရွက်နေကြပါတယ်။ငန်းလျင်ဘဟုချက်နဲ့တိတ်မဝေးတဲ့ဘိုးကိုဆန်ရီမီဂျီယိုနဲ့မက်ဒယ်လင်စတဲ့အမျိုးတွေမှာအသေးအပြောက်ဒါဇင်နဲ့ချီရှိခဲ့ပြီးအပြည့်အစည်းတွေအောက်ပိတ်မိနေသူတွေရှိနေနိုင်တာကြောင့်နောက်ထပ်တိတ်ဆုံးစည်ရင်ဒိုးလောင်မာကိုအာနာဘန်တွေကအစိုးရနေပါတယ်။ ကဘာလေးခီးသွားလုပ်ငန်းထွက်ငှားပြီးလူဦးရေ3.4တန်းလောက်နေထိုင်ရာစီပူဒေသအနှံ့မှာတော့ငန်းလင်းချောက်ပျက်စီးမှုတွေကြကြအပြန့်ပြန့်ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။စီပူရဲ့အုပ်ချုပ်ရေးမှုကထိခိုက်ပျက်စီးမှုအတိုင်းတာဟာမူလကခံမှန်းထားတာထက်အများကြီးပိုဆိုးခဲ့တယ်လို့ Facebook ပေါ်မှာဒီနေ့ရေးသားဖော်ပြခဲ့ပါတယ်။ဖလော်ပိုင်ငန်းလင်းတိုင်းတာရေးအေဂျင်စီကငန်းလင်းလောက်ခတ်ပြပြချင်းမှာကန်းချေဒေသနေထိုင်သူတွေအနေနဲ့မုံမမှန်တဲ့လိုင်းလှုပ်ရှားမှုတွေကိုသတိပြုဖို့ကနအူးထုတ်ပြန်ခဲ့ပေမဲ့ ဆူနာမီရေလိုက်အနေရဲ့တတိပေးချက်မျိုးတော့မကျင်းညာခဲ့ပါဘူးဆလပိုင်ဟာတိုင်ဖုန်းမွန်တိုင်းနှစ်ခုဆက်တိုက်ဖြတ်တန်းဝင်ရောက်ပြီးလူသားစင်နဲ့ချီတည်ဆုံးခဲ့တဲ့အခြေအနေအပြီးရပ်ပိုင်းအကြမ်းမှာငန်လျင်နဲ့ပါထပ်ပြီးကျုံလာရတာဖြစ်ပါတယ်ငန်လျင်ကတော့ဒီနှစ်တည်းမှာနိုင်ငံရဲ့အသေးအပြောက်အများဆုံးတဘာဝဘေးဆိုးလည်းဖြစ်လာပါတယ်ဆလပိုင်ဟာပစိဖိတ်မီကွင်းဒေသလိုခေါ်ဝတဲ့ရေအောက်မီးတောင်ရပ်ဝန်းနဲ့ဆက်ဆက်တရှိနေပြီးငန်လျင်လှုပ်ခတ်မှုတွေမီးတောင်ပေါက်ကွဲမှုတွေနဲ့မဆိုင်လာပါဘူး ဇန်နဝါရီလတုန်းကလည်းဖလော်ပိုင်းမှာငလျင်တစ်ခုလုတ်ခတ်ခဲ့ပေမဲ့အသေးအပြောက်မရှိခဲ့ပါဘူး2023တုန်းကတော့မဂနီကျု6ဒရမအခွန်အဆင့်ဂန်းလွန်ငလျင်တစ်ခုလုတ်ခတ်ခဲ့ရကဖလော်ပိုင်းမှာလူ၈ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်ရှင်ငယ်ဆက်မှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာခိုလုံနေတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းမှာတရားဝင်အလုပ်လုပ်ခွင့်ပြုမဲ့အစီအစဉ်ကိုထိုင်းဝန်ကြီးချုပ်ကကြေညာခဲ့ပါတယ်အော်တိုဘာတရက်နေ့မှာဝန်ကြီးချုပ်အန်ယူတန်ချန်ဘီယာဂူက အော်တိုဗာတရက်နေ့ကစပြီးနေဆက်ဒုက္ခသည်စကန်တွေမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုသူတို့ခေါ်လို့နေထိုင်ရာစကန်တွေအပြင်ဘက်ထွက်ပြီးအလုပ်လုပ်ဖို့ကိုတနှစ်ကြာခွင့်ပြုပေးသွားမယ်လို့အတည်ပြုခဲ့ပါတယ်။ထိုင်းအစိုးရအနေနဲ့လူသားချင်းစာနာမှုအခြေခံမှုတွေကိုအလေးထားပြီးထိုင်းနိုင်ငံမှာနေထိုင်စဉ်အတော်အတွင်းထိုင်းရဲ့ဥပဒေစည်းမျဉ်းတွေကိုလေးစားလိုက်နာခဲ့တဲ့ဒုက္ခသည်တွေကိုအခွင့်အလမ်းတွေဖန်တီးပေးချင်တာကြောင့်အခုလိုဆုံးဖြတ်ခဲ့တာလို့အန်ယူတန်ကပြောပါတယ်။တခြားတစ်ဖက်မှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကဆေးရေးပဋိပက္ခပြီး ထိုင်းရောက်ရွှေပြောင်းလုပ်သားတွေကိုအစိုးရအပြုံလိုက်ပြန်ခေါ်ခဲ့တဲ့ကမ္ဘောဒီးယားအစိုးရစီကိုထိုင်းအနေနဲ့လုံအားလိုအပ်ချက်ရှိလာမှာမဟုတ်ကြောင်းတိကျတဲ့သတင်းစကားတစ်ခုပေးပို့လိုက်ခြင်းလို့လည်းဆိုနိုင်ပါတယ်။ထိုင်းရဲ့တတ်မှတ်ချက်တွေစီးမြင့်တွေကိုလက်မခံတဲ့သူတွေအတွက်တော့ထိုင်းကလည်းဘာမှဖြေလျှော့ပေးစရာမလိုကြောင်းထိုင်းနဲ့ပြည်ထောင်ရှိနေတဲ့နိုင်ငံတစ်ခုအနေနဲ့ထိုင်းဟာလုံအားရင်းမြစ်ရော့ကျသွားတော့မယ်လို့အထင်မှားမနေသင့်ဘူးဆိုတာသတင်းစကားတစ်ခုပေးပို့လိုက်တာလည်းဖြစ်ကြောင်းအညူတင်ကကမ္ဘောဒီးယားကိုတိုက်ရိုက်နေမယ်မတက်ပဲမှတ်ချက်ပေးသွားပါတယ်။ ူကအထိုင်းအလုံရှင်တွေဟာမြန်မာဒုက္ခသည်တွေကိုတတ်မှတ်ထားတဲ့အလုံသမားရေးရဥပဒေတွေနဲ့ညီညွတ်တဲ့ဒုက္ခလားစားခံစားခွင့်တွေပေးအပ်လိမ့်မယ်လို့လည်းအမခံခဲ့ပါတယ်။ထိုင်းရဲ့တရားဝင်အလုံသမားတွေဖြစ်လာတဲ့အတွက်သူတို့ကိုအကောက်အကွဲတွေပေးသွားမယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။နေဆက်ဒုက္ခသည်စကန်ကုကုမှာခိုးလုံနေတဲ့ဒုက္ခသည်တွေဟာထိုင်းနိုင်ငံမြောက်ပိုင်းအလဲပိုင်းနဲ့အရှေ့ပိုင်းကပြည်နယ်ပေါင်း53ခုမှာအလုံးလုံးခွင့်ရကြမယ်လို့ဆိုပါတယ်။ဒုက္ခသည်စကန်တွေဟာမြန်မာနဲ့နေဆက်တက်ပြည်နယ်ထဲမှာ3ခု မဲဟောင်းဆောင်မလေးခုကဲချနာပူရီနဲ့ရက်ချနာပူရီတို့မှာတစ်ခုစီရှိပါတယ်အဒီစကန်တွေမှာတရားဝင်ဒုက္ခသည်အဖြစ်အမှတ်ပုံတင်ပြီးခုံလုံးနေထိုင်သူတွေထဲမှာအလုံးလုံးနိုင်တဲ့အသက်အရွယ်ပိုင်းခြားရှိသူ42600တဦးထိပါဝင်တယ်လို့သိရပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့အနေဆက်စစ်ရေးပြည်ပခါကြောင့်ထိုင်းရောက်ကမ္ဘောဒီးယားရွှေ့ပြောင်းလုံသားအရေအတွက်တောင်းနေချီပြီးနေရက်ပြန်သွားခဲ့ရပါတယ်အဒီကိစ္စရဲ့နောက်ွယ်မှာကမ္ဘောဒီးယားအစိုးရကအဖိအားပေးခဲ့တာကြောင့်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့ပါတယ်ရှင် People's Spin ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရဲ့ရှင်